မ္မလယ်ရေစင်မျိုးသားဘောလုံးတင်ဟာစီးရီးယားအသင်းနဲ့ကစားရမယ်အာရှဖလားခြေစစ်ပွဲပွဲစဉ်နှစ်ပွဲအတွက်လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။မြန်မာအသင်းဟာအော်တိုဘာလ9ရက်နေ့မှာစီးရီးယားအသင်းနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီးအော်တိုဘာလ14ရက်နေ့မှာတော့အိမ်ကွင်းပွဲစဉ်ကိုကစားရမှာပါ။ခြေစစ်ပွဲအုပ်စုတွင်နှစ်ပွဲစလုံးအနိုင်ရထားခဲ့တဲ့မြန်မာအသင်းအတွက်စီးရီးယားအသင်းနဲ့တွေ့ရမယ်နှစ်ပွဲစလုံးဟာခြေစစ်ပွဲအောင်ဖို့အတွက်အဆုံးဖြတ်ဖြစ်လာပွဲရှိပါတယ်။ ခြေစစ်ပွဲအုပ်စုအီမှာမြန်မာအသင်းဟာပြီးခဲ့တဲ့အဖွင့်ပွဲစဉ်2ပွဲမှာတော့အာဖဂန်နစ္စတန်အသင်းကို2ဂိုးတကိုးပါကစ္စတန်အသင်းကို2ဂိုးကိုမရှိရလက်တင်နဲ့အိမ်ကွင်းမှာအနိုင်ရထားခဲ့ပါဗျ။မြန်မာအသင်းလိုပဲဆီးရီးယားအသင်းဟာလည်းပြီးခဲ့တဲ့အုပ်စုအဖွဲ့နှစ်ပွဲစလုံးအနိုင်ရထားပြီးဂိုးကွာချချက်အရဆီးရီးယားအသင်းကအုပ်စုပထမနဲ့မြန်မာအသင်းကအုပ်စုဒုတိယဆိုပြီးရပ်တည်နေပါဗျ။မြန်မာအသင်းနဲ့ဆီးရီးယားအသင်းတို့ဟာပြီးခဲ့တဲ့2026ဖီဘာကမ္ဘာဖလားခြေစစ်ပွဲအုပ်စုအဆင့်မှာတွေ့ဆုံခဲ့ပြီး မြန်မာအသင်းဟာဆီးရီးယားအသင်းကိုတစ်ဖက်တကိုးစီတရေကြခဲ့ကအဝေးကွင်းမှာတော့ခုနှစ်ဂိုးကိုမရှိနဲ့ရှုံးနိမ့်ထားခဲ့ပါတယ်။မြန်မာအသင်းဟာ2025ခုနှစ်အတွင်းကစားခဲ့တဲ့နောက်ဆုံးပြိုင်ပွဲအရရဲ့၃ပွဲဆက်ရှုံးပွဲမရှိခဲ့တယ်လို့နောက်ဆုံးကစားထားခဲ့တဲ့စင်ကာပူအသင်းနဲ့အဝေးကွင်းခြေစမ်းပွဲမှာလည်းတစ်ဖက်တကိုးစီတရေကြထားခဲ့ပါတယ်။ဆီးရီးယားအသင်းနဲ့ကစားရမယ့်အာရှဖလားခြေစစ်ပွဲပွဲစဉ်နှစ်ပွဲအတွက်လေ့ကျင့်မှုတွေပြုလုပ်နေရမှာမြန်မာအသင်းကစီနီယာကစားသမားအများစုပါဝင်ခဲ့ပါတယ်။ မြန်မာသင်းဟာစီးရီးယားသင်းနဲ့ကစားရမယ့်အာရှဖလားခြေစစ်ပွဲပွဲစဉ်၂ပွဲပြီးရင်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နိုဝင်ဘာလ၁၈ရက်နေ့မှာအာဖဂန်နစ္စတန်အသင်းအပြင်၂026ခုနှစ်မလ31ရက်နေ့မှာတော့ပါကစ္စတန်အသင်းတို့နဲ့အဝေးခွင့်မှာတွားရောက်ကစားရမှာဖြစ်ပါတယ်။ခြေစစ်ပွဲအုပ်စုအဆင့်မှာထိပ်ဆုံးအသင်းတသင်းသာခြေစစ်ပွဲအောင်မှာဖြစ်တာကြောင့်လာမယ့်ပွဲစဉ်၂ပွဲဟာမြန်မာအသင်းအတွက်ရောစီးရီးယားအသင်းအတွက်ပါအတော်လေးအရေးပါနေရပေါ်ပြီးဖြစ်ပါရဲ့ရှင်။